ာရဲ့မကောင်းတဲ့အတွင်စိတ်ကိုပြပြလာတဲ့မေမြမို့မေမြမို့ကတော့ဖွဲဘာကလူကနေအနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူဖြစ်ပြီးတော့အမတူဖိုးရုပ်တံဇာလန်တွဲတွေရဲ့လူတွေများလာခဲ့တာဖြစ်ပါတယ်။ဘန်နီတေဆိုတဲ့ဇာတ်ကားမှာသူမရဲ့ idea နဲ့ character ဟာတရားတဲ့ခွတိဖြစ်နေခဲ့တာကြောင့်အဆိုပါ character ကပိတ်တရင်တွေကိုရောက်ခဲ့တာဖြစ်ပါတယ်။ပြပြောစရာမရှိသလားတရားကိုပိုင်ဆိုင်ထားတယ်လို့တည်ငြိမ်တဲ့စိတ်တဘောထားတွေရှိတာကြောင့် အများကမေလေးဆိုပြီးတော့ရှစ်စနိုးနဲ့ခေါ်ဆိုနေကြတာဖြစ်ပါတယ်။သူမငယ်စဉ်ကလေးကထိတ်တန်းမင်းသမီးဆိုတဲ့အနေအားကိုရယူရှင်တဲ့စိတ်တစ်ခုတည်းနဲ့ကြိုးစားခဲ့တာဖြစ်ပြီးတော့အမတူဖိုးရုပ်တံဇာလန်းတွဲတော်တော်များများမှာအ धिक တရုပ်ဆောင်မင်းသမီးဖြစ်လို့လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူမကိုရုပ်ရှင်ဇာကားကြီးတော်တော်များများမှာတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းခြားမှာတော့မေလေးကိုရည်ရွယ်မှုဇာယိတ မုံခွဲ့အစရှိတဲ့ဇာကားတွေအပြင် အကယ်ဒမီစကတင်ဝင်ခဲ့တဲ့ရုပ်ရှင်ဇာကားတော်တော်များများမှာပါမေလေးဟာပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မေလေးဟာသူမဘွားရဲ့ပထမဆုံးအကယ်ဒမီစုကြီးကိုမုံခွဲ့ဆိုတဲ့ရုပ်ရှင်ဇာကားကြီးနဲ့ရရှိခဲ့တာဖြစ်ပါတယ်။အဆိုပါဇာကားမှာမေမြင့်မို့ဟာခင်ဝင်ဝါနဲ့အပြိုင်တရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။အဆိုပါဇာကားယုံတင်ခါနေတဲ့အချိန်မှာတော့မေမြင့်မို့ဟာခင်ဝင်ဝါရဲ့အချိန်မှနေချင်းခဲ့တာဖြစ်ပြီးတော့ခင်ဝင်ဝါကိုတောင်းဆိုခဲ့တာပါ။ ခင်ဝင်ဝါကလည်းသူမမေမြင့်မှုထက်စီနီယာဖြစ်တဲ့အတွက်ဖယ်ပေးခြင်းမရှိခဲ့ပါဘူး။အများအမြင်မှာတော့ဟီဟာဟာတွေလှုပ်ခဲကြပေမဲ့စိတ်ထဲမှာတော့ဒီလိုမျိုးဥဒါရဲ့ပြဿနာဟာတဖြည်းဖြည်းကြီးထွားလာခဲ့တာဖြစ်ပါတယ်။အချိန်ကာလတစ်ခုရောက်လာတဲ့အချိန်မှာတော့ဒီလိုနှစ်ယောက်လုံးဟာဒရိုက်တာမီးပွားရိုက်ကူပြီးမီဆိုတဲ့ရုပ်ရှင်ဇာကားမှတဖန်ပြန်လဲဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။အဆိုပါဇာကားကိုနေဝင်အေဂျမောင်တို့နဲ့အတူရိုက်ကူးမှဖြစ်ပြီးတော့အစားကခင်ဝန်နဲ့အတူ မေမြင့်မူကိုတွက်ဖက်စေခြင်းခဲ့တာဖြစ်ပါတယ်။ဘသူနဲ့မှမတူချင်လို့တာဥကိုထိုင်းမှတကူတကာမွေးဖွားလိုက်တဲ့အနေရှိကို2025ခုနှစ်မှာကြီးကြီးကျယ်ကျယ်ခန်းခါနနာလထခဲတဲ့အနေကျူကဘသူနဲ့မှမတူချင်လို့မင်္ဂလာပွဲကိုဘသူမှမကျင်းပသေးဘူးတဲ့ YCC ခမ်းမကိုငှားပြီးတော့အကယ်ဒမီပေးပွဲတစ်ခုလုံးနီးပါးကျင်းပခဲ့ပါတယ်။တိမ်ပေါင်း9000ကျော်အကုန်ကျပ်ခံပြီးကျင်းပခဲ့တဲ့အနေကျူကငွေတွေကုန်သွားလို့ဟန်နီမွန်းတောင်မထွက်နိုင်ပဲ တရားစခန်းထဲဝင်ခဲ့ရပြီးတော့တရားအထုတ်ခဲ့ရပါလိမ့်ရှင်မိသားစုပလန်ကိုရွေးဆဲထားတဲ့နေရှင်ဦးကလက်ထပ်ပြီးမကြခင်မှာပဲတာဦးလေးကိုရလာခဲ့ပြီးအခုတော့ဝင်ဖွားလိုက်ပါပြီမင်္ဂလာပွဲကိုလည်းနိုင်ငံခြားကပညာရှင်တွေနဲ့ပဲကျင်းပခဲ့ပြီးကလေးမွေးဖွားဖို့ကိုလည်းမြန်မာနိုင်ငံက international ဆေးရုံတွေမှာတောင်းအပြတ်တာပဲနိုင်ငံခြားမှာပဲမွေးဖွားဖို့အတွက်စီစဉ်ခဲ့ပါတယ်အခုတော့အနေရှင်ဦးကသူ့ရဲ့တာဦးကိုထိုင်းမှာပဲမွေးဖွားလိုက်ပါပြီနော် ။နေရှိဦးကကလေးကိုမမွေးခွားခင်မှာလဲလေ့ကျင့်ခန်းတွေလုပ်နေပြီးကြားမအောင်နေထိုင်ခဲ့ပါတယ်။ပြုစုရေးနဲ့ပတ်သက်ပြီးစားတွေလည်းဖတ်ထားတဲ့နေရှိဦးကဘယ်အရာကိုမဆိုအစီအစဉ်တွေရွေးဆွဲပြီးမှလုပ်တတ်ပါတယ်။သူ့ရဲ့သားလေးကိုတခြားသူတွေနဲ့မတူစေချင်ပဲထူးခြားမှုတွေနဲ့ပဲဖြစ်စေချင်နေတဲ့နေရှိဦးကနိုင်ငံအထည်တကူတကာတွားရောက်ပြီးတော့မွေးဖွားခဲ့တာပါရှင်။နေရှိဦးရဲ့အဖေကတက်ကအရာရှိကြီးဖြစ်လို့ သူတို့မောင်နှမတွေကိုတစ်ဆေရုံမှမမွေးဖွားခဲ့ပေမဲ့နေရှိဦးလက်ထက်မှာတော့အားလုံးထက်ပိုပြီးတော့တာရှင်ပါတယ်။နေရှိဦးရဲ့အဖေကဝန်တန်းဘွားမှအလို့ကြိုးစားရင်းနဲ့ကျေဝချမ်းသာလာပြီးတော့တင်းရတောင်ရှိတန်းအိမ်ကြီးမှနေနိုင်ခဲ့ပါတယ်။အဖေရဲ့ကျေးဇူးနဲ့ချမ်းချမ်းတရာနေရတဲ့နေရှိကသူသားလေးကိုလည်းပုံမမြင်မာတဲ့လူနေမှုအစ်စ်တန်းကိုထိရောက်အောင်ထိုင်းအထိတွားရောက်မွေးဖွားခဲ့ပါတယ်။မွေးကနေမှထိုင်းကိုတွားတာမဟုတ်ပဲ လွန်ခဲ့တဲ့လပိုင်းကလေးကဘန်ကောက်မှာနေထိုင်ဖို့လဲတန်ဖိုးကြီးကွန်ဒိုတိုက်ခန်းကိုဝယ်ထားခဲ့ပါတယ်။ရှိရှိပေးတဲ့အတွက်လဲအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရှင်။